အားလုံးနဲ့မင်္ဂလာပါဒီနေ့ကတော့အာဒီနိုင်ဘယ်ဆိုင်လည်းအရန်ကောင်းတယ်ထမင်းဖြူနဲ့တွဲဆိုင်လည်းအရန်လိုက်ဖက်တဲ့ဒီအာလူပဲကြံစံတုပ်လေးတုပ်ပြမှာဖြစ်ပါတယ်ဆိုတော့ကျမအာလူကိုအရင်ဆုံးပေါ့နော်ရေစေးတယ်ပြီးရင်အခွန်တင်တယ်ပြီးတော့အာပြုတ်ထားလိုက်တယ်ပေါ့နော်အာသူကအခွန်နဲ့တခါလဲပြုတ်လဲရတော့ရပါပေါ့နော်ကျမအဲ့ဒီပဲကြံစံပါတခါလဲထည့်ပြုတ်လို့ရအောင်ပေါ့နော်အာလူအခွန်တင်နဲ့ရေစေးတယ်ပြီးတော့ရှင်နဲ့ပြုတ်ထားလိုက်ပါတယ် အလိုပြုနေတော့မှအာဘက်ဂျက်ဇန်လေးကိုလည်းအာရေးစင်ထားလိုက်ပါတယ်ရှေးအေးနဲ့စင်ထားလိုက်ပါတယ်ဒီတော့ဒီအစာပလာလေးပေါ့နော်စာပလာလေးကမှကော်ပီသုံးတယ်ပြင်တခွားသေးပေါ့နော်အိမ်မှာအလွယ်ရှိတဲ့ဟာလေးပေါ့နော်အသီးရွက်လေးသုံးပါတယ်ခွားသေးကိုကျတော့တနက်တလောက်လေးပပမြင့်မြင့်လေးပေါ့နော်တင်ထားလိုက်ပါတယ်ပြီးရင်ခရမ်းချင်းသေးပေါ့နော် ခင်ကျင်သည်နှလုံးလည်းထဲပါတယ်။ပြီးတော့စက်တွင်နေပါတော့။စက်တွင်နေလည်းပပလေးထားလိုက်ပါတယ်။ဒီမှာတော့အသေးရွက်က၄မျိုးပေါ့နော်အိမ်မှာလွယ်ရှိတဲ့ဟာလေးပဲသုံးထားပါဗျ။ပြီးရင်ဒါတော့မကြီးသေးမြှောက်ပေါ့နော်။ရေတန်လေးနဲ့စိမ့်ထားလိုက်ပါဗျ။အာဒါခုနပြုတ်ထားတဲ့အာလို့ကကြက်ပြီးဆိုတော့ဟိုခြေထားလိုက်တယ်ပေါ့နော်။အာလို့ကလေးလုံးပြုတ်ပြီးမှခင်မှာ၃လုံးပဲသုံးထားပါဗျ။ ပြီးတော့ဒီအာလုပြုတ်တဲ့ရေထဲကိုပဲတဲကြံစံလေးရေးတယ်ပေါ့နော်ခဏလေးပဲသူကဒီစိန်ထားဆိုတော့လေခဏပဲပြုတ်ပြီးတော့မှဆယ်ထားလိုက်ပါတယ်ပြီးရင်အာလုထည့်မယ်အာလုထည့်ပြီးတော့ခုနပြင်ထားတဲ့အစာပလာလေးပေါ့နော်ကော်ဖီရယ်ခရမ်းကျင်သီးရယ်ကျွတ်တီရယ်တခွာသီးရယ်ပေါ့နော်ထည့်လိုက်ပါတယ်ပြီးရင်အရသာအတွက်ဒါတော့စားပါပြီးရင်တော့ငရုတ်သီးလှော်မှုထည့်ပါတယ်မှုမှုလေးပေါ့နော် ပြီးရင်ဒါကတော့ညီပဲလောက်ထောင်းပါเนาะအဲ့ဒါလည်းနှစ်စုံလောက်ထည့်လိုက်တယ်ဒါတော့ခုနစိန်ထားတဲ့မချီးသီးမဲ့ပါเนาะသူ့တော့ရေတစ်ထပ်အရင်စေးတယ်ပေါ့เนาะပြီးတော့အဲ့ဒီနောက်ဒရှိကိုသုံးပါတယ်ပြီးတော့အားလုံးတမတ်အောင်နေတယ်ပြီးတော့စီကျဲမိတယ်ပေါ့เนาะစီကျဲမိတော့ခုစီကျဲပြန်ထည့်လိုက်ပါတယ်အဲ့ကျွတ်နေစီကျဲပေါ့เนาะ ရှင်အားလုံးကိုသမတ်အောင်နေလိုက်ပါတယ်။အခက်ပွက်ပွက်လေးနေရမှာပေါ့။ကမနည်းနည်းကြမ်းတော့ဒီပျော့ပျော့လေးဖြစ်သွားတယ်ပေါ့နော်။ပြီးတော့အရသာလိုလိုပါလေးဒီမိကြည့်ပြီးတော့မှဒီမှဒီအငံပေါ့နော်။အငံငံပြိုင်နဲ့ပြီးတော့ဒီမကြည့်သေးမဲ့ရင်းနေထားလိုက်ပါတယ်။ရှင်ငံဆက်လေးစားခြင်းလို့ပေါ့နော်။ရှင်အားလုံးကိုသမတ်အောင်နေပြီးတော့လို့ရှိရင် အာဒီစာမဲ့ပကံနဲ့အပြောင်းထည့်ပြီးတော့မာသုံးဆောင်လို့ရပါပြီ။ရန်ကိုစာလို့ကောင်းပါတယ်လို့ရတယ်လို့ကိုရယ်။ဆိုတော့ live view လို့စာကြည့်ကြပါနော်။ချစ်ရှုပြည့်တဲ့ကျေးဇူးများတင်ပါတယ်။အားလုံးပဲ။ Bye bye ။